တလောလူလူကြားမှာပြန့်နှံ့နေတဲ့ကောလာဟာလာတစ်ခုရှိပါတယ်။အဲ့ဒါကတော့နာမည်ဧပြီ22ရက်နေ့မှာမြန်မာနိုင်ငံအပါအဝင်အာရှ၅နိုင်ငံမှာငလင်ကြီးလှုပ်ခတ်မယ်ဆိုတဲ့ကောလာဟာလာပါပဲ။နာမည်ဧပြီ22ရက်နေ့နေ့လယ်ပိုင်းအချိန်ကစလို့မြန်မာနိုင်ငံရှိမြို့အများစုနဲ့ထိုင်းနိုင်ငံရှိမြို့တိုင်းအပြင်မလေးရှားလာအိုနဲ့ကမ္ဘောဒီးယားစတဲ့နိုင်ငံတွေမှာမြင်းငလင်တွေလှုပ်ခတ်မယ်အကြောင်း TikTok Facebook စတဲ့လူမှုကွန်ရက်ဆောင်မျက်နှာတွေကတဆင့်လူလူကြားသတင်းပြန့်နှံ့လျက်ရှိနေတာပါဒီသတင်းစကားကိုယုံကြည်ကြသူတွေကလည်းဒီအကြောင်းအရာနဲ့ပတ်သက်လို့ပူပင်တော့ကရောက်နေကြသလိုအချင်းချင်းသတိပေးပြောဆိုမှုတွေလည်းအများပြားရှိနေတာပါ April 21ရက်နေ့နလင်လှုပ်ခတ်မယ်ဆိုတဲ့အကြောင်းအရာကို John Palmisty လို့အမည်ပေးထားတဲ့တတော်အသုံးပြုသူမှပြီးခဲ့တဲ့မတ်လ31ရက်နေ့မှာစတင်ရေးသားခဲ့ခြင်းဖြစ်ပါတယ်အထက်ဖော်ပြပါအာရှ၅နိုင်ငံဟာနလင်တန်ကိုတိတိတတ်တာခန်းစားကြရမှာဖြစ်တဲ့အပြင်အဆောက်အအုံတွေလည်းပျက်စီးဆုံးရှုံးမှုများ နိုင်တယ်လို့အတိပေးရေးသားထားတာကို တွေ့ရပါဗျ။အဲ့ဒီရေးသားချက်ကိုစိုင်းနစ်သက်သူအများပြားရှိနေပြီးထက်ဆင့်ပြန့်ဝင်နေတဲ့မှတ်ချက်များစုမှလည်းယုံကြည်ရကြောင်းပြောဆိုချက်တွေကိုတွေ့နေရပါဗျ။အလားတူ short tag 07လို့အမည်ပေးထားတဲ့တော် အကောင့်မှလည်းဒီအကြောင်းအရာကိုဖော်ပြထားတာတွေ့ရပါဗျ။ဒီသတင်းပတ်သက်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနညီငလင်းဌာနခွဲမှတာဝန်ရှိသူတွေအပြင်နလင်းပညာရှင်တွေလေးလာစောင့်ကြည့်သူတွေကျွမ်းကျင်သူတွေကဖြစ်နိုင်ခြေမရှိဘူးလို့တနီတညွတ်တဲ့ညင်းဆိုထားပါဗျ။ငလင်းဆိုတာဟာတိတိကျကျကြိုတင်ခံ မှန်းနိုင်ခြင်းမရှိတဲ့သဘာဝဘေးတမျိုးဖြစ်တယ်လို့လည်းအတိပေးထားပါဗျ။နလီရဲ့သဘာဝကသူ့ရဲ့လှုပ်နိုင်တဲ့အချိန်ကာလရာသီဆိုတာမရှိဘူး။အချိန်မရွေးလှုပ်နိုင်တဲ့သဘာဝဘေးမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့တိတိကျကျအချိန်တော့ပြောလို့မရဘူး။သို့တော်လည်းပဲအင်အားပြင်းထန်ပြီးတော့သူ့ရဲ့ဗဟုချက်ကလည်းတိမ်မယ်ဆိုရင်တော့နောက်ဆက်တွဲအနေနဲ့ကတော့လာနိုင်တဲ့အလားအလာရှိပါတယ်လို့မိုးစလားဌာနမြင်းငလင်းဌာနခွဲနေပြီးတော့မှဒုတိယညွှန်ကြားရေးမှူးဒေါက်တာရင်မျိုးမင်းထွေးကပြောပါတယ်။နလီလှုပ်ရှားနိုင်တဲ့ဒေတာဒါမှမဟုတ်နလီပြည့်ရွေတရှိရာဒေတာမှာနေထိုင်ကြသူတွေဖို့နလီသတိအမ ငဲရှိနေကြဖို့လိုအပ်တယ်လို့ဒေါက်တာရင်မျိုးမင်းထွေးကပြောပါရယ်ငလင်းလှုပ်ရှားမှုကြောင့်ထိခိုက်ဆုံးရှုံးမှုတွေမရှိရစေဖို့ကြိုတင်ပြင်ဆင်ထားမှုတွေကိုလည်းပြုလုပ်ထားကြရမှာဖြစ်ကငလင်းမလှုပ်မီငလင်းလှုပ်စဉ်နဲ့ငလင်းလှုပ်ပြီးချိန်တွေမှာပြုလုပ်ကြရမယ့်အချက်တွေကိုလည်းသိရှိထားဖို့လိုအပ်တယ်လို့ဆိုပါရယ်ငလီနဲ့ပတ်သက်လို့မြည်သည့်အချိန်မြည်သည့်နေရာမှာငလီလှုပ်ရှားမယ်ဆိုတာကိုဒီကနေ့ဒီအချိန်အထိကဘာပေါ်မှာမြည်သည့်နိုင်ငံမြည်သည့်ငလီပညာရှင်ကမှတိတိကျကျကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိသေးဘူးလို့ဆိုပါရယ်ငလီကြီးတခုလှုပ်ပြီးတဲ့အခါမိနစ်ပိုင်းအတွင်းနာရီပိုင်းအတွင်းနဲ့ ့ရက်ပိုင်းလပိုင်းနှစ်ပိုင်းကာလတွေအထိနောက်ဆက်တွဲငလျင်တွေဆက်လုပ်နေတတ်တယ်လို့လည်းပြောဆိုထားပါတယ်။ဒါအပြင် American ဘူမိလေလာရေးအသင်း USGS ရဲ့နောက်ဆက်တွဲငလျင်ကြိုတင်ခန့်မှန်းချက်မှာလည်းအချိန်တစ်နှစ်ကြာတဲ့အခါပြင်းအား9ထက်ရှိတဲ့ငလျင်ကြီးလုံနိုင်ခြင်း900ခိုင်နှုန်းပြင်းအား6ထက်ရှိတဲ့ နလင်လုံနိုင်ကြီးက46ရာခိုင်နှုန်းပြင်းအား9အထက်ရှိတဲ့နလင်လုံနိုင်ကြီးက68ရာခိုင်နှုန်းပြင်းအား၄အထက်ရှိတဲ့နလင်လုံနိုင်ကြီးက69ရာခိုင်နှုန်းပြင်းအား3အထက်ရှိတဲ့နလင်လုံနိုင်ကြီးက69ရာခိုင်နှုန်းဆိုပြီးထုတ်ပြန်ထားတာတွေ့ရပါတယ်။ဒါကြောင့်အနည်းဆုံးတစ်နှစ်ကြာရင်တောင်မှ9အထက်နလင်ကြီးလုံနိုင်ကြီးက9ရာခိုင်နှုန်းပဲရှိတယ်လို့လေ့လာမှတ်သားရပါတယ်။နလင်နဲ့ပတ်သက်လို့မြန်မာနိုင်ငံသားမကကဘာရဲ့ရက်ကပညာရှင်တွေကခံမှန်းတိုင်းတာလေ့လာမှုတွေအမျိုးမျိုးလုံဆောင်ခဲ့ကြပေမဲ့ဒီကနေ့အချိန်ထိတိကျမှန်ကန်အောင် ခံမှန်းနိုင်ခြင်းမရှိသေးဘူးလို့သိရပါဗျ။နလင်ပညာရှင်တိုင်းကလည်းနလင်ဆိုတာဟာတခြားသောသဘာဝဘေးတွေလိုကြိုတင်ခံမှန်းလို့မရဘူးလို့ဝန်ခံထားပါဗျ။သို့ပါတော့လည်းမြန်မာနိုင်ငံမှာလူမှုကွန်ရက်သုံးဆွဲသူများကြားမှာတော့နလင်လုံမဲ့ခံမှန်းချက်တွေပုံစံမျိုးစုံနဲ့ပြည့်နေနေလျက်ရှိပါဗျ။သဘာဝဘေးနဲ့ရာသီဥတုအကြောင်းဗဟုသုတနည်းပါးသူတွေကတော့ယုံကြည်ပြီးစိုးရိမ်မှုလွန်ကဲနေကြပါဗျ။ဧပြီ21ရက်နေ့ကျရင်နလင်ကြီးလုံမဲ့ဒီတစ်ခါလှုပ်ရင်ရန်ကုန်ကအဓိကပါနိုင်တဲ့အရင်တစ်ခေါက်လှုပ်ထားတဲ့ခွန်တသမခွန်ထက်တောင်အင်အားများနိုင်နေဆိုပြီးပြော နေကြတယ်။ဒါကိုယုံပြီးနေကအမျိုးတွေကဖုံးဆက်ပြီးတတိပေးကြတာရှိတယ်။ကြိုးဆောင်ထားပါလား။ရန်ကုန်မှာမနေနဲ့တော့ဆိုပြီးပြောကြတာရှိတယ်။ကိုရီကတော့အယုံကြည်မရှိဘူး။နလင်းဆိုတာမျိုးကအဲ့ဒီလိုပဲနေဘယ်ရက်ဘယ်ချိန်ဆိုပြီးတိတိကျကျတွက်ချက်လို့မှမရတာ။စိုးရိမ်နေကြတဲ့သူတွေကိုလည်းစာများများဖတ်စေခြင်းနဲ့တဘာဝဘေးတွေနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ဘလို့အကြောင်းအရာမျိုးကိုပဲဖြစ်ဖြစ်လေ့လာပြီးမှတကယ်နားလေတကြွတဲ့သူတွေကိုချင်းကပ်မေးမြန်းပြီးမှကိုယ့်ရဲ့အတီးညာနဲ့စင်ကျင်ချိန်ဆစေခြင်းနဲ့ဖြစ်နိုင်မဖြစ်နိုင်ဆုံးဖြတ်စေခြင်းနဲ့တတိဆိုတာကတော့ကိုယ်တယ်လို့တော့မရှိဘူး ပေါ့ကြောက်ဖို့မဟုတ်ပဲဘယ်ရာကိုမဆိုသတိလေးနဲ့စဉ်းစားဆုံးဖြတ်ဖို့ပဲလိုတာပါလို့ရန်ကုန်မြို့နယ်ပြည်သူတယောက်ကပြောပါတယ်။နတ်တလောပြန့်နှံ့နေတဲ့ကောလာဟာလာတွေနဲ့ပတ်သက်လို့ကျွမ်းကျင်သူတွေကတော့ဒီသတင်းဖြန့်သူတွေကိုတဘာဝဘေးစီမံခံကွဲမှုဥပဒေပုံမှန်20ခုနဲ့အေးအေးယူလို့ရနိုင်တယ်လို့ပြောဆိုကြပါတယ်။တဘာဝဘေးအနေရဆိုင်ရာစီမံခံကွဲမှုဥပဒေပုံမှန်20ခုမှာမြေသူမဆိုအများပြည်သူအထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်ချက်နဲ့တဘာဝဘေးအနေရနဲ့ဆက်လင်းပြီးမဟုတ်မမှန်သတင်းလွှင့်ကြောင်းပြစ်မှုထင်ရှားရင်အဲ့ဒီလူကိုတနစ်ထက်ပိုတဲ့ထောင်ဒဏ်ငွေဒဏ်ဒါမှမဟုတ် ဒဏ်နှစ်ရက်လုံးဖြစ်စေချမှတ်နိုင်တယ်လို့ပြဋ္ဌာန်းထားပါတယ်။ပြည်သူတွေအနေနဲ့လည်းလူမှုကွန်ရက်တွေပေါ်ကငလင်းနဲ့ပတ်သက်တဲ့ထင်မြင်ချက်တွေတုံ့တက်ချက်တွေကိုချက်ချင်းမယုံကြည်ပဲငလင်းဆိုင်ရာသတိပေးထုတ်ပြန်တဲ့ပညာရှင်တွေမိုးလေဝသဌာနတွေကိုစောင့်ကြည့်ဖို့လိုအပ်ပါတယ်။သတင်းမီဒီယာဌာနတွေကသတင်းတွေကိုလည်းလေးလာဖတ်ရှုပြီးသတင်းသူသတင်းမားတွေကြောင့်စိုးရိမ်မှုလွန်ကဲတာမျိုးမဖြစ်စေဖို့သတိပြုရမှာဖြစ်ပါတယ်။လေးလာမှုတွေအရမနက်၈ရက်နေ့ငလင်းဟာပြင်းအား9.9ကိုအဆင့်ရှိ1912ခုနှစ်မေမြို့ငလင်းနောက်ပိုင်းဖြစ်ပေါ်တဲ့အကြီးဆုံးငလင်းဖြစ်တယ်လို့သိရပါတယ်။ ်မြမသမိုင်းမှာ1930ခုနှစ်ဘကူးငလင်ပြီးရင်တေဆုံးသူအများဆုံးငလင်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်ဒီငလင်ကြောင့်မြမနိုင်ငံမှာအလွန်ကြီးမားတဲ့ထိခိုက်ဆုံးရှုံးမှုတွေပေါ်ပေါက်ခဲ့သလိုအိန္ဒိချင်းထိုင်းနိုင်ငံမှာလည်းပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်တရုတ်နိုင်ငံယူနန်ပြည်နယ်မှာလည်းအင်ဂျီယာပေါင်းများစွာပျက်စီးဆုံးရှုံးခဲ့ရသလိုဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့မှာလည်းတိုက်ခန်း400ခန့်ထိခိုက်မှုရှိခဲ့တယ်လို့သိရပါတယ်ငလင်တွေဟာအခါအားရစွာဖြစ်ပေါ်တဲ့ဘူမိဗေဒဆိုင်ရာဖြစ်ရပ်တွေဖြစ်ပေမဲ့လည်းညီတို့ဟာမြေတီရှူလောင်းကနေမှကြိုတင်ခံမှန်းလို့မရနိုင်ပဲအငြင်း ဲရုတ်တရက်မမျောလင့်ပဲဖြစ်တတ်ကြပါတယ်။ဒါကြောင့်ငလင်းအနေရဲ့မြင့်မားတဲ့ဒေသတွေမှာနေထိုင်သူတွေအနေနဲ့ကြိုတင်ပြင်ဆင်မှုတွေလှုပ်ဆောင်ထားတဲ့လို့တဘာဝဘေးဆိုင်ရာကျွမ်းကျင်သူတွေကပြောဆိုထားပါတယ်။